အားလုံးဝမ်းမြေလာပါကျွန်တော်ဒီနေ့မှာတော့ရှင်းလင်းမြတ်နှုတ်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြောပြပေးသွားကြပါတချို့မေးကြတာရှိတယ်ရှင်းလင်းမြတ်နှုတ်မှုလုပ်ချင်တယ်ဆုံးရှုံးမှကြောက်တယ်ပေါ့နော်ဘယ်လိုလုပ်အောင်လဲပေါ့ကျွန်တော် investment ရဲ့သဘောတဘာဝကိုကဆုံးရှုံးနိုင်ကြီးဆုံးရှုံးနိုင်တဲ့အန္တရာယ် risk ပေါ့နော် risk ကတော့ရှင်းလင်းမြတ်နှုတ်မှုတိုင်းမှာရှိပါတယ် investment ရဲ့အခြေခံ principle လေးတစ်ခုရှိတယ် high risk high return low risk low return ဆိုပြီးတော့ ရှိတယ်ပေါ့လေကျွန်တော်တို့ကများများစွန်စားရရင်အကျိုးမြတ်များများရနိုင်တယ်နည်းနည်းပဲစွန်စားရရင်တော့ကျွန်တော်တို့အကျိုးမြတ်နည်းနည်းပဲရနိုင်တယ်ဖြစ်ပါတယ်စီးပွားလုပ်ငန်းရှင်တွေရင်းနှီးမြှုပ်နှံသူတွေမှာလည်းဆွေမှုကတော့ရှိပါတယ်မှာသူတို့ငွေကြေးရင်းနှီးထက်တာလည်းဆိုလို့ရှိရင်သူတို့ရဲ့ရင်းနှီးကိုဆုံးချုံမှာတောက်တာပါပဲဒါမဲ့ကျွန်တော်တို့ကဆုံးချုံနိုင်ရည်တွေ risk ကိုကျွန်တော်တို့ကဘယ်လိုကင်တွေဆိုလဲဘယ်လိုတုံ့ပြန်ဆိုလဲပေါ့ motive ပြီးတော့ဒါကိုယ့်ရဲ့ငွေကြေးကြော်ဝမှုတွေကဒါခွာခြားတော့တာဖြစ်ပါတယ်ဆိုတော့ဘာဘကီဆာကီပြောမှုတဲ့စကားလေးတစ်ခုရှိပါတယ် လူများစုစီးပွားရေးမှာမအောင်မြင်တဲ့အဓိကအချက်တစ်ချက်ကချမ်းသာကြွယ်ဝလို့ရလာမယ် PG ထက်ကိုယ့်ရဲ့ငွေဆုံးရှုံးသွားလို့ခံစားရမယ့်ဝေဒနာကိုပိုပြီးတော့မှကြောက်လို့ဖြစ်ပါတယ်ဆိုပြီးတော့အတူပြောထားတာလေးရှိပါတယ်ဆိုတော့ genuine မှုလုပ်မယ် investment လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ risk တွေတော့ social နိုင်ငံတွေကတော့ရှိတာပါပဲအနည်းနဲ့အများဆုံးဆိုရှိမယ်ကိုကဒီပုံမှာဘလောက်တုံ့ပြန်နိုင်တယ်လဲဘလောက်ကန်နိုင်တယ်လဲရတယ်အင်ပရိုင်းကြီးပါတယ်ကိုကအတွေ့အကြုံမရှိသေးဘူးဆိုလို့ရှိရင် ပိုစနိုင်တာအစားပေါ့နော်ကျွန်တော်တို့အဲ့ရနေပြီးတော့မလုံရင်လုံရင်လည်းအတွေ့အကြုံရလာပြီဆိုလို့ရှိရင်တော့အကျိုးမြတ်ပုံများတဲ့ risk ပုံမြင့်တဲ့ဂျီနီမြောင်းနံပုံတွေကိုကျွန်တော်တို့လောက်လာနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်